တော်တော်လေးချစ်မယ်ပေါ့လေတော်တော်သူ့ကိုပေါ့အလဲမလို့မဟုတ်ဘူးအဲ့ဒါတော့အချိန်ကြီးချစ်ပြီးသွားပြီနော်ညာကိုမြင်နေကြကိုကိုကိုလည်းကိုမြင်နေကြ character လေးမဟုတ်နေဘူးပြီးတော့အဲ့စမိတ်ကလည်းလီလီဘွားမှာဒါပထမဆုံးအဲ့ဒါညက်ဖူးတဲ့သပင်ပုံစံလေးဆိုတော့အဲ့လိုသပင်ကလည်းအရှိကြီးပဲဒီသပင်အရှိကလီလီမန်းလေးကနေစပြီးတော့ဒီရန်ကုန်ဒီ2016ပေါ့နော်အဲ့ဒီအချိန်ရန်ကုန်လာမယ်ဆိုတော့ အဲ့စပင်ကအဲ့လောက်လောက်ရှိရယ်လီလီစပင်လေးခါးထိရှိတယ်ပေါ့နော်ဒီခါးအကျော်ထိရှိတယ်ဆိုတော့အဲ့စပင်လေးကိုလည်းပြန်လွှမ်းတယ်ဆိုအဲ့ကာရတာလေးကိုလီလီလေးကြိုက်တယ်သူလည်းအဲ့ဒါလေးကိုကြိုက်တယ်လို့ပြောတယ်ချစ်သူတော်များကိုယူလိုက်တာပေါ့ဟုတ်ပေါ့လီလီကိုယူပေါ့လီလီကိုမတားအဲ့လိုဖြစ်သွားရနော်အဲ့လိုလည်းမဟုတ်နေပါဘူးသူ့ကိုယူခဲ့တာပါဟောဟိုတနေ့ကတော့ကတစ်ခေါက်ဆုံးဖြစ်တယ်လေအဲဆုံးဖြစ်ပြီးတော့လီတို့အဲချိန်ထားတာလေးအဲမတွေ့ဖြစ်တော့အဲ ဒါပေမဲ့ဆယ်မမတွေ့ရင်လည်းသူကလာပါတလာပါကြောဟုတ်အတပဲတိတ်ပေါ့အဲဟိုဘောဘောလေโอเคไปบาถ้าดีกว่านี้มาสวยไปเนี่ยอเมริกาดิสนีย์บลูลี่ရှိအောင်မလဲကိုကလည်းတေးဥစားနှစ်ခုခွဲမှာမှာသူကလည်း ိုချစ်မနေဘူးเนาะဟိုပါပေါ့မြအားကိုတော့ချစ်တယ်ပလဲကိုတော့ तू မချစ်ဘူးအဲ့လိုဖြစ်နေအဲ့လိုမျိုးဖြစ်နေတာပေါ့ तू ကအဓိကကတော့မြအားကိုအရန်ချစ်ခဲ့တယ်အဲဒီမာတွေမပါတဲ့ဟာလေးဆိုရင်သူကအများအကြောင်းကိုတော်တော်သူအဲ့လိုဘွားပြတ်နေတဲ့အမ်စင်းလေးတွေအရှိဒီအဲ1 2 3လောက်မပါတယ်ဘောနော်မြောက်ကိုသူအရန်ချစ်တယ်အရန်ချစ်လို့လေသူကမြားနဲ့တူတယ်ဒီပလဲကိုသူလုံးဝလက်မခံနိုင်ရပါဘောအဓိကခဏအချက်ကလေးပေါ့နော်အဲဇညွန် ကလည်းတခြားလေးပြင်ဆင်ထားတဲ့ဟာမှာအဲပလေးကအလိုနည်းနည်းထက်မြက်တဲ့အလျောက်နည်းနည်းလေးကလတ်တက်ရှိတဲ့သဘောလေးပေါ့လေဆိုတော့အဲအဲ့ဒီသဘောလေးပါအဲဆိုသူအဲ့ဒါကိုသူလက်မခံချင်ဘူးပလေးရဲ့ character ပုံစံလေးကိုပလေးကိုသူခက်ခါတူတူလေးဖြစ်တဲ့သဘောပေါ့နော်ဒါပေမဲ့ပလေးကလည်းမရမကအလိုလိုက်ကြိုက်တယ်ပေါ့အရင်လိုက်ကြိုက်ထားတယ်ဒီထဲမှာတဖက်သက်ဟုတ်တယ်အဲတဖက်သက်ကောင်မှအဲ့လိုခဏလေးတွေ့မယ်ထင်ပါတယ် အဲကိုညီနနာတို့နဲ့လည်းဒီတို့အဲအချိတ်ဆက်ကလေးတွေရှိတယ်အဲ ash နဲ့လည်းအဲအချိတ်ဆက်ကလေးတွေရှိထားတယ်ပေါ့နော်ဆိုတော့အဲ့လိုအဲ roman 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 ကိုမှအဲ့လိုသုံးခွင့်ဆိုင်အချိတ်ဆက်လန်းလေးပေါ့သုံးခွင့်ဆိုင်ဆိုတဲ့နေရာမှာလီလီယာတော့အဲ့လိုအသေးအတန်လေးပေါ့ပလဲရအသေးအတန်လေးပေါ့နော်ဘာလို့လဲဆိုရင် တကယ်တူပါပဲเนาะတန်းတူပဲเนาะဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အခဏတော့ तू အဲ့ဒါလည်းပြောတယ်လီလီကိုဘာလို့အရက်ကြီးအရင်မြင်နေငါတော့ဘုနဲ့စီးလာလို့ပါလို့ဆိုအာမြင်တယ်လီလီကဟိုဟာငါ့ပေကိုခွဲရှိတာလီလီအရက်ကဆိုတော့ တော့တော့မင်းကလေးမှာရှားရယ်နော်ဟုတ်ကဲ့ဟုတ်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 မင်းသားတွေရိုက်ဖို့တက်တယ်ရှားမယ်တဲ့နော်စိတ်ပြေအစဉ်ပြေတာအဲအစဉ်ပြေမလားဆိုတော့ character တွေပေါ်ပဲမူတည်မယ်ထင်တယ်အာနောက်တစ်ခုကဟိုဟာလီလီကတော့ဒီရုပ်ရှင်တို့ဇလန်းတွဲတို့ရိုက်ကူးတဲ့အချိန်မှာတော့လီလီလုံးဝဖနက်အပားကိုပဲလီလီစီးတယ်အာအမြဲတမ်းလီလီမှာအဲ့လိုဖနက်ကိုနှစ်မျိုးလီလီစီစဉ်သွားရတယ်အာတကယ်လို့ကိုတယောက်တည်းရိုက်တယ်ကိုတယောက်တည်းဟိုမှာအလှကက်ကလေးဆိုရင်တော့လီလီတော့ဖနက်လေးနဲ့ရအောင်တော့ဟိုကိုလည်းလှကျင်တယ်လေ ော့အဲ့လိုမျိုးလေးလုပ်တယ်ဒါပေမဲ့အဒီအဲ့လိုခဏကပြောလို့ပေါ့ကိုနဲ့တွဲဖက်တရုတ်ဆောင်အောင်မဲ့အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ပေါ့နော်လီကအရက်ကနည်းနည်းရှည်နေတော့အဲ့ကြရင်တော့ဖက်နဲ့အပါလေးနဲ့အဲတရုတ်ဆောင်ရတာတူတူလေးဘယ်သူ့ကိုချက်လာလဲတူတူလေးချက်မယ်ပေါ့လေတောက်တော့သူ့ကိုပေါ့အလဲမလို့မဟုတ်ဘူးအဲ့ဒါတော့အချိန်ကြီးချက်ပြီးသွားရင်ကွာလီးစက်ကလေးကနည်းနည်းတော့စပေါ်နေပြီသူကမြောက်ကိုပူချိုင်းနေတယ် အဲမြားကဒီမှာအခုဒီနေ့ပြသွားတဲ့ဟာတော့နေတယ်ပေါ့နော်အဲဆိုတော့မြားကလီလီလေးမြားကိုတကယ်တော့လေဒီထဲမှာ ပလဲရပို့ပြီးတော့တခြားလောက်ထားရတဲ့အချိန်လေးအများကြီးပေးထားရတယ်လီလီအိုက်တင်နေရအစကုန်ဒါပေမဲ့ညကိုညကကိုမြင်နေကြကိုကိုကိုလည်းကိုမြင်နေကြကာရိုက်တာလေးမဟုတ်နေဘူးပြီးတော့အဲ့စမိတ်ကလည်းလီလီဘွားမှာဒါပထမဆုံးအဲ့ဒါညက်ဖူးတဲ့သပင်ပုံစံလေးဆိုတော့အဲ့လိုသပင်ကလည်းအရှည်ကြီးပဲဒီသပင်အရှည်ကလီလီမန်းလေးကနေစပြီးတော့ဒီရန်ကုန်ဒီ2016ပေါ့နော်အဲ့ဒီအချိန်ရန်ကုန်လာမယ်ဆိုတော့ အဲ့စပင်ကအဲ့လောက်လောက်ရှိရယ်လီလီစပင်လေးခါးအထိရှိတယ်ပေါ့နော်ဒီခါးအကျော်အထိရှိတယ်ဆိုတော့အဲ့စပင်လေးကိုလည်းပြန်လွမ်းနေဆိုတော့အဲ့ကာရက်တာလေးကိုလီလီလည်းကြိုက်တယ်သူလည်းအဲ့ဒါလေးကိုကြိုက်တယ်လို့ပြောတယ်သူကများအောင်ပုံရွေးလိုက်တာပေါ့ဟုတ်ပေါ့လီလီကိုရွေးပေါ့လီလီကိုမတားအဲ့လိုဖြစ်သွားရနော်အဲ့လိုလည်းမဟုတ်နေပါဘူးတို့ကိုရွေးခဲ့တာပါတို့တို့အော်ပလဲပေါ့ဘာပြောစရာရှိလဲ ညလိုလဲအေးဆေးဆေးလဲအေးအေးအေးဆေးဆေးလဲမဟုတ်နေကိုကိုကိုတိုင်းလဲဥမာဒီထဲမှာဆိုရင်ညအဲ့လိုအဲအိမ်မူကိစ္စတွေအကုန်နိုင်နေနဲ့အဲနောက်တစ်ခုအာရန်အဲ့လိုမျိုးရိုးရှင်းတဲ့ရိုးရိုးလေးရိုးရိုးရိုးရှင်းတဲ့ဆိုရိုးရိုးလေးမိမသားဆန်တဲ့အရန်အဲ့လိုနှစ်လိုပွဲကောင်းတဲ့အမျိုးသမီးလေးတူဦးပေါ့နော်လီလီကတော့အခုကဒီဘက်အဲ့လို ထပိန်နေရေအဲ့လိုမျိုးလဲဝတ်တာမဟုတ်ဘူးဒီတိုင်းပဲဆိုတော့အဲ့ပေါ့ပလဲလိုမျိုးပဲဖြစ်မယ်ထင်ပါတယ်ဟုတ်အဲ့တော့ပြိတိုက်ပဲဆုံးဖြတ်ပေးပါဆုံးဖြတ်ပေးပါပေါ့အမားတို့ပဲဆုံးဖြတ်ပေးပါအလဲဟုတ်ကဲ့ပါဟုတ်